ပါလီစောပါဒီကနေ့နိုဝင်ဘာလ24ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအီမြက်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြဖြူအနီးပင်လယ်ပြင်မှာနေပြည်တစီပောက်ကွဲမိလောက်နေတာကိုဒေသခံတွေမြင်တွေ့ခဲ့ရတဲ့ဆိုတဲ့သတင်း။ဆေးအုပ်စုနေပြည်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ကြဖြူရွာမှာစင်ပုတ်ကြီးရွာဖုံးတော်ရေးကြောင်မိလောင်ပြာကျသွားခဲ့ရပြီးစာတင်ကြောင်နဲ့လူနေအိမ်တချို့ပျက်စီးသွားတဲ့ဆိုတဲ့သတင်း။ စစ်ကောင်မရှင်တပ်သား9ယောက်ကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ်ဖွဲ့ဖမ်းဆီးတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။နိုဝင်ဘာလ22ရက်နေ့မနက်9နာရီလောက်မှာကြောက်ဖြူအနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာစစ်အုပ်စုရဲ့နေပြည်တော်စီကိုပောက်ကွဲမိလောင်နေတာကိုမန်အောင်ဒေသခံတွေတွေ့မြင်ခဲ့ရတယ်လို့သိရပါဗျ။ မနက်9နာရီနဲ့10နာရီအကြားမှာနေပြီးမီးလောင်နေတာကိုမန်အောင်ကျွန်းမြောက်ဘက်ကျေးရွာတွေကနေမြင်တွေ့ခဲ့ကြရပြီးပောက်ကွဲတံတွေကိုလည်းကြည်ကြည်လောင်လောင်ကြားခဲ့ရတယ်လို့ဒေသခံတွေကပြောကြပါဗျ။အခုလိုမီးလောင်နေတာနဲ့ပတ်သက်လို့အကြောင်းရင်းအတိအကျကိုတော့မသိရှိရသေးဘူးလို့ဆိုပါရယ်။ဒီစစ်အုပ်စုရဲ့နေပြီးပောက်ကွဲမှုနဲ့ပတ်သက်ပြီးအတည်ပြုချက်ရယူနိုင်ဖို့အတွက်အရခတ်တော်အေးပြောခွင့်ရသူဥခိုင်သူခါကိုနရင်ဆရာကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါရယ်။ ရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲမှာအေးအေးနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာဘာသာရေးအဆောက်အဦတွေကိုပါမရှောင်လက်နက်ကြီးတွေနဲ့ဥတီတိုက်ခတ်နေလို့ရွာမဆင်ပုတ်ကြီးရွာဖုံးတော်ရေးကြောင်မီးလောင်ပြကျသွားပြီးလူနေအိမ်တချို့လည်းပျက်စီးကနောက်ထပ်ကြီးရွာတစ်ခုကစာတင်ကျောင်းဆောင်တဆောင်လဲပြိုကျပျက်စီးသွားခဲ့ရပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:00ကျော်က ကြဖြူအနောက်ဘက်ကမ်းလွန်မှာဆေးအုပ်စုရဲ့နေပြည်တော်စီမီးလောင်ပောက်ကွဲခဲ့ပြီးတဲ့နောက်ညအချိန်မှာကြဖြူမျိုးမင်းရဲ့တိုက်နယ်ဆင်ဘုတ်ရွာမှာဖုန်းတော်ကြီးအကြောင်းကိုနေပြည်တော်စီကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ဒီဖုန်းတော်ကြီးအကြောင်းကိုည7:00နာရီမိနစ်40အချိန်လောက်မှာနေပြည်ကနေလက်နက်ကြီးကျဲခုနှစ်လုံးနဲ့အဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီဖုန်းတော်ကြီးအကြောင်းကိုပဲည7:50နာရီမိနစ်မှာ suicide drone တစ်စီးနဲ့ထပ်မံလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ဖုံးတော်ကြီးကြောင့်တစ်ခုလုံးဟာလုံးဝမေးလောင်ပြကျသွားခဲ့ရပြီးဖုံးတော်ကြီးကြောင့်အနီးကနေအိမ်နှလုံးလဲကြီးစထိမှန်က ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ဒါအပြင် စင်ဘောအုပ်စုကျွန်ကြီးရွာအခြေခံပညာအထက်တန်းကျောင်းကိုလည်းည7:55မိနစ်အချိန်မှာစစ်တပ်က suicide drone နဲ့ပုံကျဲရှာတိုက်ခိုက်ခဲ့တာကြောင့်စာသင်ကျောင်းခေါမုံနဲ့နေရန်တွေပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။ စစ်ကောင်မရှင်တပ်သား9ယောက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာနိုဝင်ဘာလ23ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့အနေချားဆောင်တပ်ဖွဲ့ဝင်တွေဟာကိုကိုစိန်35နှစ်ဒူးရဲမုံစိုးသူရ38နှစ်အောင်ဆန်းထု25နှစ်နဲ့ကျော်စရာလင်း32နှစ်တို့ဖြစ်ကြပြီးမြန်မာစစ်သားကတော့မင်းမင်းဦး41နှစ်တို့ဖြစ်တယ်လို့ဆိုပါတယ်။သူတို့ကို ရခိုင်နေဆက်အနီးဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ခေါင်းတုံးနေမြေမှာလမ်းပြောင်နေတော့ဒေသခံတွေအကြောင်းကြားရကနေဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB ကနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုဖမ်းဆီးမိသူ9ဦးဟာ မောင်တော်မြို့နယ်တစ်ခုလုံးကိုအေအေသိမ့်ပိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နေဆက်ကို ထွက်ပြေးပြီးခိုအောင်နေကြသူတွေလားဒါမှမဟုတ်အေအေရဲ့ထိန်းသိမ်းရေးစခန်းကနေထွက်ပြေးလွတ်မြောက်လာကြသူတွေလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ သူတို့တွေဟာမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်အတင်းအကျပ်ခိုင်းစေခံရသူတွေဖြစ်ကစခန်းကနေထွက်ပြေးလာကြသူတွေဖြစ်ကြောင်းအင်္ဂလိပ်ဘာသာစကားနဲ့မတောက်တခေါက်ပြောကြားခဲ့တယ်လို့နေချောင်းဆောင်တဲ့ BGB ကပြောပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာအရေးတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေနဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကိုမြန်မာနိုင်ငံသား200ကျော်ကအမေရိကန်သမ္မတအင်ဖြူတော်ရှင်နဲ့တရုတ်တန်ယုံရှင်မှပြုလုပ်ခဲ့ကြပါတယ်။နိုဝင်ဘာလ22ရက်နေ့ညနေမှာဆန္ဒပြသူတွေဟာမြန်မာအရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖက်နေမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းထုတ်ဖော်ခဲ့ကြတာလို့ဆိုပါတယ်။ ဒါအပြင်သမ္မတဦးဝင်းမြင့်နဲ့ဒေါက်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလှုပ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ပေါ်စတာတွေဆိုင်းဘုတ်တွေကိုကိုစီကင်ဆောင်ကကျွေးကြော်တန်းတွေကိုလည်းပြိုင်တူကျွေးကြော်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကိုဝါရှင်တန်အခြေစိုက် Anti Dictatorship in Burma DC Metro Area အဖွဲ့အပါအဝင်အမေရိကန်အရှေ့ပိုင်းပြည်နေတွေကမြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်ဝမ်အနီးကစစ်စခန်းမှဒုံးကျည်တွေတက်ဆင်ရှာထားဖို့စီစဉ်နေကြောင်းအဲ့ဒီစစ်အခြေစိုက်စခန်းကိုတွားရောက်ခဲ့တဲ့ဂျပန်ကကွေရေးဝန်ကြီးကသတင်းထောက်တွေကိုနိုဝင်ဘာလ23ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံဟာတောင်ပိုင်းကျွန်းစုတစ်လျှောက်အင်အားတိုးရှစ်တိစောက်မှုအဖြစ်တူဂျိုကနေမိုင်ပေါင်း1300လောက်ကွာဝေးပြီးထိုင်ဝမ်ကနေ68မိုင်လောက်အကွာမှာရှိတဲ့ယူနာဂိုနီကျွန်းမှာတာလက်ပြည့်မြေပြင်ကနေ ဝင်ဟင်ပြစ်ဒုံးကျည်တွေတက်ဆင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။မကြသေးမီ သတင်းဘက်တွေအတွင်းကလည်းအမေရိကန်စစ်တပ်ကအိုကီနာဝါကျွန်းကနေယူနာဂူနီကျွန်းကို ထောက်ပံ့ရေးပစ္စည်းတွေတည်ယူပို့ဆောင်ဖို့လေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီးလိုအပ်ပါကအဲ့ဒီကျွန်းကိုရှေ့တန်းစစ်အခြေစိုက်စခန်းအဖြစ် ဖန်တီးနိုင်ဖို့ကို လေ့ကျင့်ခြင်းဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကအစိုးရရဲ့နိုဝင်ဘာလ23ရက်နေ့ထုတ်ပြန်ချက်မှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့မှတ်ချက်တွေအပေါ်မှာပြစ်တင်ပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့ကပြီးဆုံးခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီရှိကအဲ့ဒီအစည်းအဝေးကို တက်ရောက်လာတဲ့တရုတ်ဝန်ကြီးချုပ်လီရှန်နဲ့တွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ပါဘူး။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရိစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရိစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။